အေးကထိုးဆင်းလာတယ်အောက်ကနေပြီးတော့ကိုကဒီတက်ဘက်ကနေခုခံတယ်ခုခံတဲ့အတိုင်းတာမျိုးကဘာကြောင့်မို့လို့ကိုဘက်ကနောက်ဆုံးပိတ်တော့တဖြည်း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 နဲ့စခန်းတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုတစ်ခုပြီးနောက်ဆုံးလာအေးကဒါမျိုးရောက်လာဆိုတာတောင်းတောင်းညံဖြစ်မှုတော့မဟုတ်ဘူးလေဗျာနော်တဖြည်းဖြည်းနဲ့ဒါကဟိုတောင်းတောင်းညံဖြစ်မှုမဟုတ်ဘူးနော်ဟောတေချာစဉ်းစားရမှာနောက်တစ်ခုကစစ်တဲ့င်းအဖြစ်နေညာမှုလို့ပြောရမှာပါစခန်းတစ်ခုကြာပြီးရင်အထက်ကအထက်ကလည်းဟိုပြတ်သားပါတယ် င်းတို့တွေရအောင်ပြန်တိုက်ဆိုပြီးတော့ရတာတွေလိုလိုအပ်တဲ့ဟာတွေအကုန်ပေးတာပေးပြီးတော့ပြန်တိုက်ခိုင်းတာပြန်တိုက်ခိုင်းမတိုက်ချင်တော့ဘာလုပ်လဲဆိုတော့ရပြီးတည်ရအောင်ရအောင်သတင်းလွှင့်တာလေးရှိအဲ့သတင်းကိုလည်းအဲဘယ်လိုဟောမလဲဆိုလို့ရှိရင်ကျွန်တော်တို့တာမန်အရသားတွေမပြောနဲ့ပေါ့ဗျာကျန်တဲ့သူတို့စစ်တပ်အတွင်းကစစ်သားတွေအောင်ယုံတာအော်တယ်လီဂရမ်တွေကလည်းခင်ဗျားတို့အဲ့လိုမျိုးပေါ့ ပြန်ရပါပြီလို့ပါတော့ဗောနော်နည်းနည်းလေးပြောနေရလေးနည်းနည်းသတိထားစေချင်တယ်အဲ့ဒီသတင်းပေါ်မှာမှိမ့်ပြီးတော့ပြန်ရတရားရောက်မရတရားရောက်အထက်ကလည်းဘာဆောင်ရလဲဆောင်ရရမှာမသိဘူးဆက်ပုံစံမျိုးတွေဖြစ်ပြီးတော့နောက်ဆုံးပြတော့စကန်နေရတစ်ခုပြီးတစ်ခုတစ်ခုပြီးကြာသွားစကန်ကြာရင်ကြာတယ်ဝင်ခံပါနော်ဘာကြောင့်ကြာလဲဆိုတော့ကိုပြပြတသားနဲ့ဒါနောက်တစ်ခေါက်မကြအောင်ဘယ်လိုလုပ်မလဲဆိုတော့စဉ်းစားရမှာဖြစ်တယ်ကြာတာကိုဝိုင်းလိန်နေဖို့မဟုတ်ဘူးနော်လော်ဘီဆန်နဲ့အတွေးခေါ်ရောနည်းနည်း short စေချင်တယ်